မခုတ်တက်တဲ့ကြောင်လုံလုံးနေပြီးမလယ်ရှုပ်တွေလောက်ခဲ့လို့တရားစွဲရော်ကြီးတောင်းခံနေရတဲ့မက်ကလစ်စတာလီဗာပူးလ်ရဲ့ဇာမမက်ကလစ်စတာကတော့အရှုပ်ထုတ်တွေလောက်ခဲ့လို့ဆိုပြီးပြဿနာတွေတက်နေပါပြီဒါပေမဲ့ဒီပြဿနာကနာမည်ကျော်ဘောလုံးသမားတိုင်းကိုပြင်မှတ်ထားပြီးတော့သူတို့ရဲ့နာမည်ကျော်ချားမှုရှာဖွေကြတဲ့မေကလီရီရဲ့လောက်ရလို့ပဲမြင်မိပါတယ်လက်ရှိချိန်မှာတော့မက်ကလစ်စတာသူ့ရဲ့ချစ်သူအောင်ဖြစ်တဲ့ကာမီလာမိုင်ရဲ့တရားစွဲဆိုပြီးတော့ရော်ကြီးတောင်းခြင်းခံရရတာပါမက်ကလစ်စတာနဲ့မိုင်တို့နှစ်ယောက်ဟာတစ်ချိန်လုံးကတော့ရန်ုံချစ်ခဲ့ကြတဲ့ချစ်သူတွေဖြစ်ခဲ့ကြတာပါ တရုန်ညာချစ်သူတက်တန်းကအချိန်9နှစ်တောင်မှကြာမင်းခဲ့ပါလေ။ဒါပေမဲ့နောက်နှစ်ဆနစ်ကဘာဖလားပြိုင်ပွဲပြီးမှမက်ကလစ်စတာမာယောင်လန်ခွဲပြတ်ဆဲလိုက်ပါလေ။အဲနောက်အချိန်နှဲငယ်လောက်ကြာမှာပဲမက်ကလစ်စတာကနောက်ထပ်ချစ်သူအသေးရရှိသွားဖြစ်ကြောင်းပက်ပလစ်မှာချပြလာခဲ့ပါလေ။ဂျီအာရာမာယောင်အရွယ်တိုက်တဲ့သဘောများလားလို့တောင်မှတွေးမိခြင်းစရာပါ။မာယောင်ဘက်ကလည်းမက်ကလစ်စတာကိုနောက်တစ်ခွက်ထပ်ပြီးရွှေ့ပြလာခဲ့ပါလေ။သူမနဲ့မက်ကလစ်စတာရင်သွေးလေးကိုသူမကကိုဝင်လွယ်ထားပြီးဆိုပြီးတော့မာယောင်ကထုတ်ပေါ်ပြောဆိုလာခဲ့တာပါ။ တဆက်တည်းမှာပဲမက်ကလစ်စတာသူမနဲ့လမ်းခွဲပြီးတိတ်မကြခင်မှာပဲအခုလိုမျိုးချစ်သူသေးရာသွားတာတာမန်တော့မဟုတ်ဘူးလို့လေမိုင်းကခန်းစားနေရပါလေသူမနဲ့တွဲနေတော့မှာပဲမက်ကလစ်စတာအခုတွဲနေတဲ့ကောင်မလေးနဲ့လေတိတ်တိတ်ပုတ်ဖောက်ပြန်တယ်လို့မိုင်းကတန်တရားရှိနေခဲ့ပါလေဒါတောင်မဲမိုင်းကခုဆိုရင်မက်ကလစ်စတာကိုအာဂျင်နီနာကတရားအောင်တစ်ခုမှတရားဆွဲလိုက်ဖြစ်ပြီးတော့ရောချင်းငွေပေါင်၄သမ၅သန်းကိုလည်းတောင်းခံထားတယ်လို့သိရတာဖြစ်ပါလေ